မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ31ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးငလျင်ကိုကယ်ဆယ်ရေးသွားကြမယ်။ကုညီရေးအဖွဲ့များနဲ့အလူရှင်အဖွဲ့များကိုစစ်ကောင်စီရဲ့မရမ်းကြောင်စစ်ဆေးရေးဂိတ်ကဖြတ်တန်းခွင့်မပြုဘဲနဲ့လက်ပြန်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ29ရက်နေ့ညနေ3:00ဝန်းကျင်အချိန်မှာမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ဘက်က ငလျင်ဘေးတဲ့နဲ့မန္တလေးကိုကုညီကယ်ဆယ်ရေးတွားရောက်ကြမယ်အလူရှင်များကယ်ဆယ်ရေးပရိုက်တာအဖွဲ့များကိုစစ်ကောင်စီရဲ့ကြိုက်ထုံမျိုးနဲ့မရမ်းကြောင်ကြေးရွာအမြဲတမ်းစစ်ဆေးရေးဂိတ်ကဖျက်တမ်းခွင့်မပြုဘဲနဲ့လှည့်ပြန်ခိုင်းလိုက်တယ်လို့သိရပါတယ်မွန်ကရင်ဘက်ကနေပြီးတော့မန္တလေးငလျင်ကိုအရေးပေါ်ကုညီဖို့တွားကြမယ်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ဘက်ကမန္တလေးငလျင်ကိုအရေးပေါ်ကုညီဖို့တွားကြမယ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အလူရှင်တွေကိုမရမ်းကြောင်စစ်ဆေးရေးဂိတ်ကနေပြီးတော့ပေးမဖြတ်ပါဘူးလုံခြုံရေးအရာပေးဖြတ်လို့မရဘူးဆိုပြီးတော့လှည့်ပြန်ခိုင်းနေတယ်နိုင်ငံ န်တခါကိုကြတော့ကုညီပါကုညီပါဆိုပြီးအကုညီတောင်းနေပြီးတော့ပြည်တွင်းကကယ်ဆယ်ရေးအဖွဲ့တွေကိုကြတော့ပိတ်ပင်မှုတွေကိုလုပ်နေပါတယ်လို့ကရင်ပြည်နယ်ကကယ်ဆယ်ရေးအဖွဲ့တခုကပြောပြထားပါတယ်လက်တလုံးမှာစစ်ကောင်စီကရန်ကုန်မြဝတီလမ်းကြောင်းတလျှောက်မှာရှိတဲ့စစ်စေးရိတ်ဂိတ်များမှာကုန်တင်ကားများခရီးသည်တင်ကားများနဲ့အိမ်စီးကားများကိုတင်းကျပ်စွာစစ်ဆေးလျက်ရှိပြီးတော့ဂိတ်တိုင်းဂိတ်တိုင်းမှာအချိန်ကြာမြင့်စွာစောင့်ဆိုင်းပြီးတော့စစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်ဒါအပြင်ငွေကြေးတွေကိုလည်းအစမတန်တောင်းယူနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်အစိုးရလက်ထက်ခင်ညော့ရဲ့လက်ယုံစစ်ထောက်လမ်းရေးဟောင်းဘုံမူကြီးစမ်းပွင့်ရဲ့တမီမေစမ်းပွင့်ဟာငလျင်ကြောင့်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသက်45နှစ်ရှိနေပြီဖြစ်တဲ့မေစမ်းပွင့်ဟာမက်စလာ28ရဲ့နေမှာလောက်ခတ်ခဲ့တဲ့ငလျင်တန်းကြောင့်တိုက်ပြိုကျပြိမိပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါဗျ။စစ်တပ်ထောက်လမ်းရေးခင်မှာဘိုးချုပ်ခင်ညော့ရဲ့အားထားရတဲ့သူဘုံမူကြီးစမ်းပွင့်ဟာအပြစ်မဲ့တဲ့ပြည်သူများကိုမတရားသဖြင့်ဖမ်းဆီးအနိုင်ကျင့်ခြင်းတို့ကြောင့်ပြည်သူများကြားမှာနာမည်ဆိုးနဲ့ကြော်ကြားခဲ့သူ ဖြစ်တယ်လို့သိရပါတယ်။ထောင်လိုင်းရဲ6တန်မိုးဟောင်းလည်းဖြစ်တယ်။စမ်းပွင့်ဟာ2004ခုနှစ်ထောင်လိုင်းရဲကိုဖျက်သိမ်းတဲ့အချိန်မှာထောင်ချခဲ့ပြီးတော့ဦးသိန်းစိန်လက်ထက်မှာပြန်လည်လွတ်မြောက်လာကသွေးကန်ဆာနဲ့2021ခုနှစ်ဩဂတ်လမှာတည်ဆုံသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းမျိုးကိုလာတဲ့ငလျင်ကဲဆယ်ရေးရင်တန်းကိုမြင်းမှုမျိုးနယ်မှာ PDF ကမိုင်းဆွဲတယ်ဆိုတဲ့မဟုတ်မမှန်သတင်းအမှားများကိုစစ်လော်ဘီများကဖြန့်ချီပြီးတော့ဝါရဖြန့်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့2022ခုနှစ်တုန်းကစစ်ကောင်စီတပ်များကိုတိုက်ခိုက်ခဲ့တဲ့စစ်စင်ရေးမစ်ရှင်တွေကရုတ်တံများဓာတ်ပုံများကိုယူသုံးပြီးတော့စစ်တပ်လော်ဘီများနဲ့စစ်တပ်ကိုလိုလားတဲ့ Telegram Channel များကနေပြီးတော့ရည်ရွယ်ချက်ရှိရှိသတင်းမားများကိုဖြန့်ချီလာခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအများပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့လော်ဘီများဟာပြည်သူများကိုသတင်းမားများဖြန့်ချီပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များကိုအပုတ်ချနေခြင်းဖြစ်တယ်လို့မြင်းမှု PDF ကတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားထားပါတယ်။ကျွန်တော်တို့ဘက်ကမိုင်းဆွဲတိုက်ခိုက်တာလည်းမရှိပါဘူး။ ဖြစ်စဉ်လည်းမရှိပါဘူးဒီလောက်ထိပြည်သူတွေခံစားနေရတဲ့အချိန်မှာတော့စစ်ရေးကိုပဲကြည့်ပြီးတော့အပုတ်ချနေတာကတော့ခွေးတွေကတော့ခွေးအချင်းစရိုက်အတိုင်းပါပဲလို့မြင်းမုံ PDF ကတောင်းရှိသူကပြောပြထားပါတယ်ဒါအပြင်မုံရမျိုးဘော်ဒီတထောင်မှာငလျင်ကြောင့်ပြိုပြတ်သွားတဲ့အဆောက်အဦများမှာပိမိနေသူများကိုကယ်ဆယ်ရေးလုပ်နေသူများကို drone နဲ့ PDF ကဘုံကျဲတယ်ဆိုတဲ့သတင်းအမှားများကိုလည်း Telegram channel များကနေတဆင့်စစ်တပ်လော်ဘီများကဖြန့်ချီလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းနယ်မန္တလေးကိုဗဟုပြုပြီးတော့အင်အားပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြောင့်မန္တလေးမှာရှိတဲ့နေအိမ်အဆောက်အဦများပြိုကျပျက်စီးကမြို့ကန်များဟာမန္တလေးကျုံမေးမှာတဲထိုးပြီးတော့နေထိုင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မတ်လ30ရက်နေ့နေ့လယ်ပိုင်းမှာမန္တလေးမြို့မှာအင်အားရေးစတာစကေ9.3အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားပြီးတော့၃ရက်အတွင်းမှာငလျင်သိန်းများဟာဇက်တိုက်လှုပ်ခတ်နေတယ်လို့ဒေသခံများထံကသိရပါဗျ။မန္တလေးမြို့ရဲ့အပူချိန်39ဒီဂရီစင်တီဂရိတ်အပူချိန်ရှိတဲ့နေပူပူရဲမှာငလျင်ဘေးဒဏ်တင့်တဲ့ပြည်သူများဟာလမ်းမိတ်မှာနေထိုင်နေရပြီးတော့လက်ရှိမှာနေအိမ်အဆောက်အဦများအတွင်းမှာပြိမိနေသူများကိုလည်းဆက်လက်ပြီးတော့ကယ်ထုတ်လျက်ရှိကအသက်ရှင်နေသူများလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အင်အားပြင်းထန်တဲ့ငလျင်ကြောင်မက်စလာ30ရက်နေ့အထိတေဆုံးသူစုစုပေါင်း1900ခန့်အပါအဝင်ပျောက်ဆုံးသူ300နီးပါးနဲ့ဒဏ်ရာရရှိသူ 3400ခန်းရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒါအပြင်တိုက်ဆုံသူအရေးအတွက်ဟာထပ်မံပြီးတော့တိုးလာနိုင်ကအခြေအနေပေါ်မူတည်ပြီးတော့အပြောင်းအလဲများရှိနိုင်ပြီးငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများကိုပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရမှာပြိုကျပျက်စီးသွားတဲ့အဆောင်များနဲ့အပြည့်အစည်းများကိုရှင်းလင်းကဖယ်ထုတ်ပြရမယ်လို့အာနာသိန်းအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်။ဒါအပြင်ပြိုကျပျက်စီးနေတဲ့အဆောက်အဦများကိုဘေးအန္တရာယ်မဖြစ်စေရေးအတွက်စနစ်တကျရှင်းလင်းဖယ်ရှားခြင်းအပိုင်း ြန်လဲတိဆောက်ချင်းအပိုင်းဆိုပြီးတော့အပိုင်း၃ပိုင်းနဲ့စောင့်ရရမှာဖြစ်ပြီးတော့နိုင်ငံတကာကအကူအညီများတောင်းခံရမှာပြန်လဲတိဆောက်ရေးအတွက်လိုအပ်တဲ့ဆောက်လုပ်ရေးတုံပစ္စည်းများကိုလည်းထည့်သွင်းပြီးတော့တောင်းခံသွားရန်လိုအပ်ကြောင်းစစ်ကောင်းဆောင် ကပြောကြားထားပါတယ်။လက်ရှိမှာအဆောက်အုံများနေအိမ်တိုက်တာများပြိုကျရမှာပြိမိနေသူအများပြားရှိနေဆဲဖြစ်ပြီးတော့တရုတ်၊စင်ကာပူ၊ဟောင်ကောင်နိုင်ငံတွေကရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များကလည်းအသက်ရှင်ကျန်ရစ်တဲ့သူများကိုရှာဖွေလျက်ရှိကအသက်ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ပြီးတော့ဆောင်ရွက်နေတယ်လို့မြန်မာနိုင်ငံမိ သားတပ်ဖွဲ့ထံကသိရပါဗျ။ပြီးခဲ့တဲ့မက်စလာ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ Raster Scale 9.3အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြောင်၊ဇကိုင်း၊မန္တလေး၊မကွေ၊ရှမ်းအရှိမြောင်၊ပဲခူးတိုင်းနဲ့နေပြည်တော်တို့မှာထိခိုက်ပျက်စီးမှုများ၊လူသေဆုံးမှုများလည်းဖြစ်ပေါ်ခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မင်းအောင်လှရဲ့ခွင့်ပြုချက်မရတဲ့အတွက်ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့တွေအားလုံးဟာမြန်မာပြည်ကိုလာကူမဲ့အစီအစဉ်ကိုလက်လျှော့လိုက်ပြီးလို့ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကိုလာရောက်ပြီးတော့ကယ်ဆယ်ရန်28ရက်နေ့ညအူပိုင်းကလေးကအဆင့်အင့်ဖြစ်နေတဲ့တပ်ဖွဲ့ဝင်126ဦးပါတဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟာမင်းအောင်လှရဲ့ပြည်ဝင်ခွင့် ခွင့်ပြုချက်မရတဲ့အတွက်မြန်မာပြည်ကိုလာရောက်ကူညီရန်အစီအစဉ်ကိုလက်လျှော့လိုက်ပြီးလို့ထုတ်ပြန်လာကြောင်းသိရပါဗျ။လေးစိတ်မှာ48နာရီကြာအောင်ပြည်ဝင်ခွင့်ရရှိရန်စောင့်ဆိုင်းနေပြီးတဲ့နောက်အခုလိုမျိုးထုတ်ပြန်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီထိုင်ဝမ်ကယ်ဆယ်ရေးတပ်ဖွဲ့မှရှာဖွေကယ်ဆယ်ရေးဝန်ထမ်း126ဦးရှာဖွေကယ်ဆယ်ရေးခွင့်6កောင်နဲ့စက်ပြက်စီ15ဒဏ်ခတ်အသည့်အနေထားနဲ့ပြည်ဝင်ခွင့်ကိုရရှိရန်စောင့်ဆိုင်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်မေးအွန်လိုင်းဟာထိုင်ဝမ်ကိုနိုင်ငံအဖြစ်အတိမတ်မပြုဘဲတရုတ်အစိုးရပါ ိုင်နယ်မြေအဖြစ်သာသတ်မှတ်ပြီးတော့တရုတ်အစိုးရအလိုကျထိုင်ဝမ်နဲ့ဆက်ဆံရေးကိုရှော့ချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ထိုင်ဝမ်ဟာတီးခြားလွတ်လပ်တဲ့နိုင်ငံဖြစ်တော့လေတရုတ်ကတော့၎င်းရဲ့ပိုင်နက်အစိပ်ပိုင်းတစ်ခုအဖြစ်သာသဘောထားကစစ်ရေးအရအစဉ်အမြဲတမ်းဖိအားပေးနေတဲ့နိုင်ငံဖြစ်တယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိမြမပြည်ရဲ့ငလျင်ကယ်ဆယ်ရေးဟာထိအောင်မှုအားနည်းနေပြီးတော့အသက်ရှင်ကျန်ရည်သူများစွာမြေအောက်မှာကျန်နေသေးတာတော့မှမင်းအွန်လိုင်းကနေပြည်တော်ကိုသာဦးစားပေးပြီးတော့ကယ်ဆယ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာစိုးဝါပြင်းထန်လာတဲ့ငလျင်ကြောင်းဘေးဒုက္ခခံစားနေရတဲ့မြန်မာပြည်သူများအတွက်အမေရိကန်နိုင်ငံကဒေါ်လာနှစ်သန်းကူညီပေးသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီထောက်ပံ့ငွေတွေကိုအမေရိကန်အစိုးရအနေနဲ့မြန်မာနိုင်ငံအခြေဆိုင်လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးတဲ့အဖွဲ့အစည်းများကနေတဆင့်ပေးရသွားမှာဖြစ်တယ်လို့ပြောဆိုထားပါဗျ။ဒါအပြင်အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဟာအရေးပေါ်နားခိုစရာအစားအသောက်များစေဝါ လိုအပ်ချက်များနဲ့ရေရရှိနိုင်မှုအပအဝင်ငလျင်ဘေးတင်တဲ့ဒေသများမှာရှိတဲ့ပြည်သူများရဲ့အပူတပြင်းလိုအပ်ချက်များကိုတုံ့တက်ဖော်ထုတ်ရန်မြန်မာနိုင်ငံကိုလာရောက်မှာဖြစ်တယ်လို့သိရပါဗျ။ပျက်စီးဆုံးရှုံးမှုများကပြန်လည်ထူထောင်နိုင်ရန်ကြိုးပမ်းလျက်ရှိနေကြတဲ့မြန်မာပြည်သူများနဲ့အတူအမေရိကန်ပြည်ထောင်စုကရက်တိလျက်ရှိပါတယ်။ ဒီအခက်ခဲကာလအတွင်းမှာအသက်ဆုံးရှုံးမှုများနဲ့လမ်းမဆက်သွယ်ရေးပျက်စီးဆုံးရှုံးမှုများအတွက်လည်းအလုံးနဲ့ထပ်တူမိမိတို့ဝမ်းနဲ့စိတ်မကောင်းဖြစ်ရပါတယ်လို့မြန်မာနိုင်ငံဆိုင်ရာ American တန်ရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသိရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာတရက်ကို2နာရီသာမီးလာပြီး သုံးရည်တွေလုံးဝပြတ်တောက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့မှာမန္တလေးကိုဗဟုပြုပြီးတော့အင်အား9တပ်သမား9အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့မြေငလင်လောက်ခတ်ပြီးတဲ့နောက်မက်စလာ29ရက်နေ့ကနေစပြီးတော့တရက်ကိုရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်များကိုအုပ်စု6စုခွဲပြီးတော့တအုပ်စုကို၄နိုင်နှုံးနဲ့လျှက်စစ်ဓာအားပေးနိုင်တော့မှာဖြစ်တယ်လို့ရန်ကုန်လျှက်စစ်ဓာအားပေးရေးကော်ပိုရေးရှင်း YESC ကထုတ်ပြန်ထားပါတယ်။သို့တော်လည်းလက်ရှိအချိန်မှာရန်ကုန်မြို့မှာ တရက်ကို2နာရီခန့်တာလျှက်စစ်ပြီးအလဲကြရရှိပြီးတော့တုံးရီများပါပြတ်တောက်နေတယ်လို့ဒေသခံများထံကသိရပါဗျ။ရန်ကုန်မှာလက်ရှိကတော့မလျင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာတုံးရီမရတော့ပါဘူး။မီးက4နာရီဆိုတာကလည်း4နာရီအပြည့်မရပါဘူး။2နာရီလောက်ပဲရပါတယ်။တချို့နေရာတွေဆို2နာရီတောင်မီးမရဘူး။တိုက်ခန်းတွေဆိုပိုဆိုးတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။မီးငလျင်တန်းကြောင့်ဓာတ်အားထုတ်လို့ ို့လွတ်လျက်ရှိတဲ့ဓာအားပိဆက်ယုံခွဲယုံနဲ့ဓာအားလိုင်းများဓာတ်လွတ်ပစ္စည်းများချိုးရင်းပစ္စည်းမှုတွေဖြစ်ပေါ်ခဲ့တဲ့အတော့ဓာအားချိတ်ဆက်ပြီးတော့ပို့လွတ်နိုင်ခြင်းမရှိစဉ်ကာလအတွင်းမှာဓာငွေဓာအားပိဆက်ယုံများကလည်းဓာအားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ WISC ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့မြင်းငလျင်သတင်းများနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးတဘာဝဘေးအန္တရာယ်ကနေကင်းဝေးပြီးအကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေပြီးတော့အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ